ဒီနေ့ဟာအင်မနာမမင်္ဂလာရှိတဲ့နေ့ကျက်တည်မင်္ဂလာအဖျားများနဲ့ပြည့်စုံတဲ့နေ့ဖြစ်ပါတယ်။ဘာကြောင့်လဲလို့ဆိုရင်ဒီနေ့ဟာဘုရားရှင်ဟာနရှင်ငါဒီအနေနဲ့ပွင့်တော်မူတဲ့နေ့ဖြစ်ပါတယ်။အဲ့ဘုရားနရှင်ငါဒီဟာတာမန်ပွင့်တော်မူတဲ့ဘုရားတွေနဲ့မတူတဲ့အချက်ကဘုရားရှင်ဟာပွင့်တော်မူလာတဲ့အခါမှာအင်မတန်ထူးခြားတဲ့လူတစ်ပါး ချင်းသေးတယ်ဟောဒီယူပါတော့ကိုဆောင်ယူပြီးတော့ပွင့်တော်မူလာတာဖြစ်တယ်ဒါတော့ဘုရားရှင်ပွင့်တော်မူလာတဲ့အခါမှာပွင့်တော်မူရတဲ့ရွယ်ချက်ရှိတာပေါ့နော်ဘုရားရှင်ပွင့်တော်မူလာတဲ့ဘုရားရှင်ကလောကမှာနော်အမျိုးမျိုးနော်လိုအပ်တဲ့အချိန်တိုင်းကာလတိုင်းဒေသတိုင်းမှာဘုရားရှင်ဟာပရိတရနာယစာဒုနာဝိနာရှာယသတုရှိကတော့ဓမ္မစံစ्थापना သာယေ ਸੰ ဘဝမိယူဂေယူဂေ अवगजामा न परित्राणाय साधूनां विनाशाय च साधु सुर तुरोजिनवेगो केटेम्बो संशंभो विरोमा न विनाशाय च दुष्कृतम् मकाउने दूरेगो न सौमाबो फिर धर्म संस्थापना था ये धमाल या गो प्यान भी और पीठाऊं बो उठवे प्यास मा युगा युगा ढाई मा အချိန်တိုင်းကာလတိုင်းမှာဘုရားရှင်ဟာစင်တပ်ပွင့်တော်မူပဲနော်ဆိုတော့ဒီဘုရားရှင်တော့ရှင်ကတိပြပွင့်တော်မူခြင်းရဲ့ဒီနောက်ွယ်ကနော်ဘာကြောင့်ပွင့်တော်မူလဲဆိုတဲ့အကြောင်းဘာကြောင့်ဘုရားရှင်ဟာဒီလူတစ်ပိုင်းချင်းတစ်ပိုင်းနဲ့ပွင့်တော်မူလဲဆိုတဲ့အကြောင်းဟာစိတ်ဝင်စားစရာကောင်းတယ်နော်ဘို့ဘုရားရှင်ကိုနားမလဲတဲ့လူတွေကတော့အော်မင်းတို့ဘုရားကလည်းဟိုနော်ဘလို့ဘလို့ပုံစံကြီးတယ်လို့တော့သူတို့ပြောမှာပေါ့နော်ချင်းတစ်ပုံကြီးကြောက်စရာကြီးလို့ပြောမယ်နော်အဲ့တော့ ဒါနားမလဲလူတွေပေါ့နားလဲလူတွေကတော့သူရဲ့ဒီနောက်ခံအကြောင်းကိုသိပါနောက်ခံအကြောင်းကဘာရှိလဲလို့ဆိုရင်ဒီပလတ်မာလာဆိုတဲ့အင်မတန်မှဘုရားရှင်ပုံမှာယုံကြည်တက်ဝင်တဲ့ကလေးလေးတယောက်ရှိတယ်ဟုတ်ဆိုတော့ဒီကလေးရဲ့အဖေကဟုတ် ကမ္ဘာပေါ်မှာဆွမ်းအကြီးဆုံးအဲ့ဒီခေတ်ကာလကနော်လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ပေါင်းတောင်ပေါင်းများစွာကအဲ့ဒီခေတ်ကာလကအင်အားအင်မတန်ကြီးတဲ့ဟီလညကာရှိပူဆိုတဲ့ဘီလင်တပါဖြစ်တယ်။နော်သူဟာဘလောက်တောင်မှတကိုးကြီးလဲလို့ဆိုရင်နတ်ပြေကိုတော့တိုက်ပြီးတင်းထားတဲ့ပုဂ္ဂိုလ်ဟုတ်ကဲ့သူက။နော်နတ်ပြေတော်သူ့ကိုကြောက်ရတယ်။နော်အဲ့လောက်ကြီးနော်တကိုးကြီးပြီးတော့မှသူဟာနော်တရားကျင့်ကြံသူလည်းတရားကျင့်ကြံထားတယ်။နော်ကျင့်ကြံအထုံးမှုလုပ်ထားတယ်။ဘလို့ကျင့်ကြံအထုံးမှုလုပ်ထားလဲဆိုရင်သူက ရမကြီးကိုတိုင်တယ်ပြီးတရားကျင့်တာ။နော်ရမကြီးကိုတိုင်တယ်ပြီးနှစ်ပေါင်းနော်ထောင်နဲ့ချီပြီးတရားကျင့်တဲ့အခါမှာခြေတော့တစ်ချောင်းထဲမှာရပ်ပြီးသူကတရားကျင့်တယ်။တော်ရဲတော်ပြီလို့။နော်ဟိရညကစီဘူးစရဘင်းကနော်သူကခြေတော့တစ်ချောင်းထဲမှာရပ်ပြီးတရားကျင့်ပြီးတော့လက်နှစ်ဖက်ကိုဒီလိုမြှောက်မြှောက်ပြီးခြေတော့တစ်ချောင်းထဲရပ်ရပ်ပြီးတော့မှနှစ်ပေါင်းထောင်နဲ့ချီတရားကျင့်တဲ့အခါမှာနောက်ဆုံးခန္ဓာကိုယ်တစ်ချမ်းကိုချဆာသွားခဲ့တာ။ချတောင်ဖို့ဖြစ်သွားခဲ့တာ။နော်ခေါင်းကနေမိတော့ ဲ့ဒီကကျတော့ဗြဟ္မာကြီးကိုတိုင်တယ်ပြီးတရားကျင့်လို့ပြောဗြဟ္မာကြီးကနော်နောက်ဆုံးမှာနော်သူ့ရဲ့ခေါင်းကထွက်တဲ့မီးဟာတဲ့နော်ဒီစัจจဝလာရဲ့အပူချင်းကိုသွားပြီးထိအောင်တက်ရောက်မှုဖြစ်လာတာအဲ့လောက်သူကပြင်းထန်တဲ့နျူကလ িয়ার မီးလိုမျိုးပေါ့မီးထွက်လာတဲ့အခါမှာနောက်ဆုံးဗြဟ္မာကြီးကိုယ်တိုင်ဆင်းသက်လာတဲ့အခါကျတော့နော်ဗြဟ္မာကြီးကလိုရာစုကိုတောင်းပါဆိုတဲ့အခါကျတော့ तू ကမသေးစုကိုလိုချင်တယ်လို့ပြောတာဘယ်တော့မှမသေးရဘူးဆိုတဲ့စု मतलब ब्रह्म दया उस रहसु हो पेरे खज रो ना ब्रह्मा सुरागा ले तू आज ये लोका का मामा अन्य सब लोका वो ब्रह्म ब्रह्म लोक सुरागा सुरा भगवत जी अच्छा मापा आ ब्रह्म भूवन लोक का पुनरावर्ती नो जुना मामु पेतिय तू कुंते या पुनर्जन्म ना भी देते सुरा खज रो ब्रह्मा जी का ब्रह्मा जी है लोका जी हाले प्यार तो उन्हें ठेमा पारे प्यार तो उन्हें ठेमा पारे तो जाओ ना ती ရမကြီးကငါကိုယ်တိုင်ကတေမျိုးဖြစ်တယ်ငါကနှစ်ပေါင်းတန်းနဲ့ချီပြီးဂရေနဲ့ချီပြီးအသက်ရှင်မယ်ငါကိုယ်တိုင်ဟာတေမျိုးဖြစ်တယ်အောင်မြို့ငါတေမတေဘူးဆိုရဲစုကိုတော့ငါမြို့ကိုပေးလို့မရဘူးဆိုတဲ့အခါကျတော့ဒီလိုညကဆူပြတာအင်မတန်ညံထက်တဲ့ပုဂ္ဂိုလ်ဖြစ်တဲ့တော့ तू ကနေမှလည်းမတေရဘူးညမှလည်းမတေဘူးဟောအိမ်အแทမှလည်းမတေဘူးအိမ်အပြင်မှလည်းမတေဘူးဟွမိုးကောင်းငင်ပေါ်မှလည်းမတေဘူးမြေကြီးမှလည်းမတေဘူးလူတက်လို့လည်းမတေဘူး ရိသတ်ကြောင့်လည်းမသိဘူးလက်နဲ့နဲ့လည်းမသိစရာဘူးเนาะဆိုတော့အစွန်းတစ်ဖက်ပါတဲ့เนาะဒီမှာလည်းမသိအောင်ညင်းမှာလည်းမသိညမှာလည်းမသိမိုးကောင်းမှာလည်းမြေကြီးမှာလည်းမသိအတွင်းမှာလည်းမသိအပြင်မှာလည်းမသိညင်းမှာလည်းမသိညမှာလည်းမသိဆိုတော့သူကသူလုံခြုံသွားပြီးထင်သွားတော့ဘူးကအဲ့လိုမျိုးမသိရဘူးဆိုတော့စုကိုသူတောင်းလိုက်တာတောင်းတဲ့ကဗြဟ္မာကြီးကလည်းသူ့ကိုပေးလိုက်တာเนาะဖြစ်စေသတည်းပေါ့ဆိုတော့အဲ့ကကြတော့အဲ့ဒီစုကိုလည်းရလဲရလဲကိုသူကเนาะမှန်တက်သွားပြန်တော့ နော်သူ့ကိုဘယ်သူမှတတ်လို့မရတော့ဆိုတဲ့အခါကျတော့နတ်ပြည်ကြီးတက်တိုက်တယ်။သကြာမင်းအင်ဒရာရဲ့လောကကိုလည်းတက်တိုက်တယ်။နော်ကဘာပေါ်မှာဘုရားမရှိခိုးစေရဘူးဆိုပြီး तू ကနော်ဘုရားเจ้าနေအကုန်လုံးဖြတ်စည်းပစ်တယ်။နော်သူတော်စင်နေအကုန်လုံးတတ်ပစ်တယ်။နော်သူ့ရဲ့နာမည်ကို तू ကယူခိုင်းတာ။နော်မင်းတို့ငါ့ကိုငါ့ကိုပုတ်ပဲ။နော်ငါဘုရားတဲ့အင်အားကြီးတယ်။ငါမသေးတဲ့ကောင်မဟုတ်တယ်ဆိုပြီးတော့ကငါ့ကိုပုတ်ပဲဆိုပြီးလှုပ်လာတယ်။ လုံးလာတဲ့ခါကျတော့သူ့မအခုနပြောတာတယောက်ရှိတယ်အသက်9နှစ်6နှစ်တော့သူ့သားကအမေရဲ့ဝမ်ပိုက်ထဲမှာရှိတယ်ကနာရဒမုနီစီကတရားနာဘူးလေသူကဟာတရားနာမှုတဲ့ခါကျတော့သူကငဲ့ငဲ့လေးတွေကဘုရားရှင်ပေါ်မှာယုံကြည်တဲ့ဝင်တဲ့ပုဂ္ဂိုလ်တွေဒီအသက်9နှစ်ဘလော့ကနော်ဘုရားရှင်ပေါ်မှာတဲ့ဝင်ယုံကြည်တဲ့ခါကျတော့သူကဟာမဟုတ်ဘူးအဖေမားနေပြီပေါ့လောကမှာဘုရားမရှိဘူးဘုရားရှိတယ် လူတယောက်ကဘလောက်ပဲအင်အားကြီးကြီးပေါ့။ဘုရားရဲ့အရှိမတော့ဘယ်သူမှအင်အားမကြီးနိုင်ဘူး။ဆိုတော့ तू ကနော်ဒီဟိတန်ကဆူဆိုအဖေကသူ့တာပထမတော့ကောင်းအောင်ဆုံးပါလေ။နော်အကြောင်းပို့တယ်။အကြောင်းပို့တယ်ဆုံးပါတယ်။နော်အမျိုးမျိုးပေါ့။နော်ငါ့ကိုပဲရှိခိုးလိုက်ပါငါ့ကိုပဲယုံကြည်ပါဘုရားနာမည်မရွတ်ပါနဲ့။လာသမာရစ်ကငင်းငယ်လေးက तू ကအကြောင်းခဏလေးအားပြီလို့ဆိုတဲ့အခါကျရင်နော် तू ကအကြောင်းသားတွေအကုန်လုံးဆုဆုပြီးတော့မှ ကဲဘုရားရှင်နာမတော်ရွတ်ဆိုရအောင်ဆိုပြီးတော့ဘုရားနာမရွတ်ခိုင်းတယ်ဆိုအဲ့တိုင်းမှာဘုရားရှင်နာမတော်မရွတ်ရဘူးလို့အမိန့်ထုတ်ထားတာဆိုတော့ဆရာတွေကတော့ဆုံးမတတ်နိုင်တဲ့ခါကျတော့သူ့အဖေစီကွန်ပလိန်ပြန်တယ်ဘုရင်ရဲ့သားတော်ဆိုတဲ့ခါကျတော့နော်အရှင်မင်းကြီးရဲ့သားတော်ပြောပြောမရဆိုမရကောင်ဖြစ်နေပြီဒီမှာနော်သူကဘုရားဝန်မှာယုံကြည်နေတယ်ဆိုတဲ့ခါကျတော့ဒီဟိရညာကစီဘူးကပထမတော့ချော့တယ်သူ့အဖေကသူ့ချော့တယ်မင်းနော်ငါတို့အင်အားကြီးတဲ့ကောင်မင်းငါ့ကိုရှစ်ခိုးလိုက်ငါမင်းကိုလိုချင်တာအကုန်ပေးမယ် ိုတဲ့ခါကျတော့တော်မရဘူးဘုရားဆိုတော့လောကမှာရှိတယ်နော်ဆိုတော့နောက်ဆုံးသူ့ကိုဘာလို့ဆိုနော်ပြောမရဆုံးရတဲ့ခါကျတော့နောက်ဆုံးသူ့ကိုတတ်ဖြစ်ဖို့ကြိုးစားတယ်ဒီကလေးလေးနော်ဘလို့တတ်ဖို့ကြိုးစားလဲလို့ဆိုရင်ဒီမှာမြင်းနဲ့တောင်ပေါ်ကနေတောင်ပေါ်ကိုခေါ်သူမသွားခိုင်းပြီးတော့နော်အာနာဘဘတ်သားသူနဲ့အပေါင်းကြီးပြချမတည်ဘူးတော့ကြာလာတဲ့အခါမှာတော့ဘုံတော့ဘုံဒီ နော်ငက်မွေးလေးကြလာဆိုမျိုးပေါပေါပါပါလေးအပေါင်းနဲ့ကြလာတယ်အောက်ရောက်တဲ့ကဘာမှဖြစ်ဘူးပလတ်မောရဲ့ထူးခြားချက်ကဘာလဲလို့ဆိုရင် तू က20လက်နေနိုင်ဘုရားကိုအောင်းမိတယ်သူ့ရဲ့ထူးခြားချက်ကပြီးတော့သူ့ရဲ့ယုံကြည်ချက်ကဘာလဲဆိုရင်နော်မာရီကရစ်နာတာရီကေတာရီကရစ်နာမာရီကေဒီကနေ့မှပြောခဲ့သလိုဘုရားရှင်ရှိခရစ်နာဆောင်းဆောင်တဲ့သူကိုဘယ်သူမှအန္တရာယ်ပေးလို့မရဘူး ဘုရားရှင်ခရစ်နာကတော့မဆောင်ရှောင်တော့ဘူးလို့ဆုံးဖြတ်တဲ့လူတယောက်ကိုဘယ်သူမှကယ်လို့မရဘူး။ဒါသူ့မှာယုံကြည်မှုတရားခံလို့ရှိတယ်။တရားခံရှိတဲ့အခါကျတော့ तू ကဘယ်အချိန်တွေရောတော့လက်ဟုတ်လေးချီပြီးဘုရားကိုပဲအာရုံပြုတယ်။တောင်ဘုရားပြစ်ချလဲဘုရားကိုအာရုံပြုတယ်။အောက်ကျလာတယ်ဘာမှဒါရမရဘူး။တော့ပြီးတော့သူ့ကိုဘာလို့ဆိုရင်တော့မီးရှို့ကိုကြိုးစားတယ်။တော့ဒီ မီးထဲမှာသူ့တော့ထည့်ပြီးတော့မှမီးထဲမှာမီးမလောက်ဘူးပြီးတော့မွေတွေကင်းတွေအမတန်အစိတ်များတဲ့တတ္တဝါတွေရှိတယ်တွင်းကြီးတွေကိုပြစ်ချတယ်အဖေကလည်းပိတ်ထားတယ်မွေကြိုက်ပြီးတည်သွားပါစေဆိုပြီးတော့နော်အထဲလေးရောက်တော့သူကတော့ခင်ဗျားကိုအာရုံပြုတ်နေလက်ကိုလည်းချီးပြီးတော့ဒီကလေးတွေကခင်ဗျားကိုအာရုံပြုတ်နေတဲ့ခါကျတော့နော်မွေတွေကင်းတွေအားလုံးကသူ့ငယ်ချင်းလိုပဲ နော်တချို့ကအိတ်အရလုပ်ပေးတယ်တချို့ကအပေါ်နေအုပ်ပေးတယ်တချို့ကသူနဲ့ကစားနေတယ်မွေးတွေတကယ်အစိတ်ရှိရမွေးတွေကသူ့အရှိရောက်တော့ကလေးကစားစရာဖြစ်ကုန်တာအကုန်လုံးနော်ကစားစရာနော်စင်နဲ့နင်းခိုင်းတယ်မသိဘူးနော်အမျိုးမျိုးကနော်နီလန်းပေါင်းညာစွာလုပ်ပြီးသူ့ကိုတတ်တဲ့ခါမှာဘလို့မှမသိဘူးအစိတ်တိုက်တယ်အစိတ်တောက်တော့လေအစိတ်ကသူ့ဘောမှာတက်ရောက်မှုမရှိမသိဘူးနော်နောက်ဆုံးနော်ဒီသူ့အဖေကိုယ်တိုင်ဒါအဖေကိုယ်တိုင်နော် ဖေကိုယ်တိုင်ဘလူးပေါ့အဖေကတကယ်တော့ဘလူးပဲဒီနေ့ညကစီဘူးဆိုတာတကယ်တော့ဘလူးပဲ Rakshas ဆိုတဲ့အခါကျတော့ဒီဖရားရဲ့နာမည်ကိုဘလူးတွေရဲ့သဘောသဘာဝဘာလို့လဲဆိုဖရားရဲ့နာမည်ကိုယူလိုက်တာနဲ့သူတို့တော့ပေါ်လာတယ်တော့တွေ့မှာပါတခါလေးဟောဖရားရဲ့ရှ िख ူတော်ကိုတွေ့တော့ပေါ်လာတယ်လို့ရှိတယ်ဖရားရဲ့ဂုံတော်ကိုယွတ်လို့ရှိရင်တော့ပေါ်လာတယ်လို့ရှိတယ်ဒါဘလူးစိတ်ပေါက်နေတာနော်ဆိုတဲ့အခါကျတော့ဒီနေ့ကစီဘူးကလည်းအဲ့လိုမျိုးဖြစ်လာတဲ့အခါသူကတဖြည်းဖြည်းတော့ပေါ်လာတာတော့ပေါ်လာပြီးနောက်ဆုံးသူ့တားကိုသူတတ်တာတတ်လို့မရဘူးဖြစ် နောက်ဆုံးတတ်လို့မရတဲ့ခါကျတော့နောက်ဆုံးနန်းတော်ကိုခေါ်တယ်။နော်မင်းကိုဘယ်နီးနေမှတတ်လို့မရအောင်ငါကိုယ်တိုင်တတ်မယ်။နော်ငါကိုယ်တိုင်မင်းကိုတတ်မယ်ဆိုပြီးတော့မှပြောတဲ့ခါကျတော့ပလန်မာတဲ့ကလက်ကလေးချီပြီးသူ့အဖေကိုရှောက်တယ်။နော်ဟာကင်ပေါ့အရှင်မင်းကြီးပေါ့နော်အရှင်မင်းကြီးဟာထင်တာကလောကမှာရှင်မင်းကြီးဖြစ်ချင်တာတွေဖြစ်မယ်လို့ထင်ထားတယ်ပေါ့။နော်ပလန်မာတဲ့က တကယ်မှာတဲ့ဘုရားရှင်ရဲ့ဆန္ဒတော့မရှိဘဲနဲ့ဘယ်သူမှဘယ်သူမှဘာမှလုပ်လို့မရဘူး။ဘယ်သူမှဘယ်သူမှဘာမှလုပ်လို့မရဘူး။နော်ဆိုတဲ့အခါကျတော့ तू ကရှင်မင်းကြီးဟာထင်တာကတဲ့ဘုရားရှင်ဟာနော်အပြင်မှာပဲရှိတယ်ထင်တာဘုရားရှင်မရှိဘူးလို့လည်းထင်တာဒါပေမဲ့ဘုရားရှင်ကနေရာတိုင်းမှာရှိတယ်။ရှင်မင်းကြီးကနှလုံးသားမှာလည်းရှိတယ်။တပည့်တော်ရဲ့နှလုံးသားမှာလည်းရှိတယ်။လူတွေအားလုံးရဲ့နှလုံးသားထဲမှာရှိတယ်။ ဘုရားရှင်ကအားလုံးကိုမြင်နိုင်တယ်ကြားနိုင်တယ်ဘုရားရှင်ကစောင့်ရှောက်နေတယ်ဘုရားရှင်ကတာဝကတွေကိုစောင့်ရှောက်နေတယ်နော်အဲ့ဒီကကြတော့ဒီဘုရားအကြောင်းကိုလည်းပြောလာတဲ့အခါမှာဒီကရဏ္ဍကရှိကပို့ပြီးပို့ပြီးဒေါ်လာထွက်လာတာဒေါ်လာထွက်လာပြီးတော့မှနော်ဒီနန်းတော်ထဲမှာတိုင်ကြီးတွေရှိတော့နော်တိုင်ကြီးတွေရှိတဲ့အခါကျတော့နော်ဒီတိုင်တွေကိုနော်ဘုရားရှင်နေရာတိုင်းမှာရှိတော့မင်းရဲ့မင်းပြောနေတဲ့ဒီဘုရားကပေါ့ဆိုင်ရဲရဲစိုင်းပြောတော့နော်ဆဲပြီးပြောတော့မင်းပြောနေဒီဘုရားဆိုတဲ့ကောင်ကအဲ့လိုပြောတော့ ဒီတိုင်ထဲမှာရှိလားရှိတယ်နေရာတိုင်းမှာရှိတယ်နော်တိုင်ထဲမှာလည်းရှိတယ်တိုင်ပြင်မှာလည်းရှိတယ်နော်ဤတောနရှင်ကိုပရတောနရှင်ကိုယတုယယတုယတုယာမိတတောနရှင်ကိုအားလုံးထဲမှာရှိတယ်အပြင်မှာလည်းရှိတယ်ထဲမှာရှိတယ်တိုင်ထဲမှာလည်းရှိတယ်နေရာတိုင်းမှာဘုရားရှင်ရှိတယ်လို့ပြောတဲ့အခါကျတော့ဒီရညာကစီပူရဘာလို့လဲဆိုရင်သူ့ရဲ့ဓာတ်ကိုဆွဲထုတ်ပြီးတော့မှလာစမ်းกว่าမင်းဘုရားဒီတိုင်ထဲမှာရှိဒီတိုင်ကခွဲရဆိုပြီးတိုင်ရုပ်ဓာတ်နဲ့ခုတ် တိုင်ကြီးကိုဒါနဲ့ခုတ်တဲ့ခါကျတော့နော်အဲ့ဒီတက်ကနေအင်မတန်ကြောက်စရာကောင်းတဲ့အတန်ထွက်လာဒီတိုင်ကနော်တိုင်ကကွဲသွားပြီးတော့မှမိကုံလုံးလို့နော်အငွေတွေထွက်လာပြီးတော့မှအင်မတန်ကြောက်စရာကောင်းတဲ့အတန်ထွက်လာတဲ့ခါကျတော့အခုနဘသူမှမမကြောက်ပါဘူးငါမသေးပါဘူးလို့ထင်နေခဲ့တဲ့ကစီပူတာအဲ့ဒီအတန်နဲ့ကြောက်တော့ဒီလုံးတုံသွားခဲ့တယ်ပေါ့နော်အဲ့ဒီအတန်ဘလောက်ကြောက်စရာကောင်းလဲဆိုဒီလုံးတုံသွားခဲ့တယ်အဲ့ဒါဘလုံးတုံသွားပြီးမိကိုးတွေကျင်းသွားတဲ့အခါကြီးတဲ့အခါကျတော့ဘာမြင်ရလဲလို့ဆိုတော့ နော်အင်မတန်ကြောက်เสียကောင်းတဲ့နော်အပေါ်ပိုင်းကရှင်သေရဲ့ဥကောင်းတဲ့နော်နရစင်ဟဆိုတာစင်ဟဆိုတာဒီနော်ရှင်သေနရဆိုဒီလူနော်ဆိုတော့ခန္ဓာကိုယ်ရဲ့အောက်ပိုင်းကလူဆိုတဲ့သဏ္ဍာန်နဲ့လက်တွေအများကြီးပါတယ်ပြီးတော့မှဥကောင်းတော်ကရှင်သေပုံစံနဲ့တွေ့တွေ့တဲ့အခါကျတော့ เนาะသူတစ်ခါမှမမြင်ဘူးတဲ့ဒီเนาะပုံကိုတွေးလိုက်ရတဲ့အခါမှာဘာမှတော့သူ့ကိုသူထိမ့်တာပေါ့ငါမကြောက်ဘူးပေါ့เนาะငါမသေးတဲ့ကောင်ငါမကြောက်ဘူးပေါ့เนาะငါ့ကိုလူလဲတတ်လို့မရဘူးလဲเนาะပြိဿတတ်လို့မရအပေါ်မှာလဲမိုးကောင်းလို့မတတ်လို့ကြီးကြီးမတတ်လို့အပြင်မှာတတ်လို့အပြင်မှာလဲနေမှာတတ်လို့ညလာမညမှာတတ်လို့ဒါတွေအကုန်လုံးရတာလို့ဆိုတော့ငါမကြောက်ဘူးလို့သူ့ကိုသူအားပေးနေအားပေးနေနေနော်နရှင်ကတည်းကအဲ့ဒီဘုရားရှင်ရဲ့အဲ့ဒီအင်မတန်မှနော်လက်သေးခြုံကြီးတွေနဲ့နော်အင်မတန်ကြောက်စရာကောင်းတဲ့ယူပါတော်ကိုဆောင်ယူပြီးပွင့်တော်မူလား ဝင်တော်မူလာပြီးတဲ့အချိန်မှာတဲ့နော်မရှင်ကတိကပထမတော့ဘာလို့သူ့ဓာလေးနဲ့နော်ကြီးလိုက်တော့လေဒီဘုရားရှင်ရဲ့ယူပတော်ကတဖြည်းဖြည်းနဲ့တိုင်လေးကထွက်လာပြီးကြီးလာလိုက်တော့တခါနဲ့မိုးကောင်းငင်တပြကြီးသွားတယ်အဲ့ဒီပါတော့ဆိုတော့နော်ဒီလူတယောက်ကလက်ကျဲကောင်ပေါ့သေးသေးလေးပိုးကောင်တစ်ကောင်ကိုဘယ်လိုလုပ်တုတ်တင်လို့ရလက်မပိုးကောင်တစ်ကောင်ဆိုရင်လက်လက်မနဲ့ဖိလိုက်ပြန်တည်သွားနိုင်မှာလားဆိုတဲ့အခါကျတော့နော် ဘဝကရကမလဝလေးနခမ်းလို့ပြောတာနော်လက်သေးလေးနဲ့ဖိလိုက်တော့တည်သွားနေတဲ့ပိုးကောင်လူမျိုးပဲရရှိနေရှင်ကလေးကဒီလိုငုံကြည့်လိုက်တဲ့အခါမှာဒီဟရိဟိရဉ္ဇကရှိဘူးဆိုရယ်မာနာကြီးတဲ့သူပေါ့နော်။တရားမယုံတဲ့သူတွေကမာနာကြီးတာပေါ့နော်။အာလောကမှာဘုရားမရှိဘူးလို့ဗာဖြစ်တယ်ညာလျှောက်ပြောကြလေ။နော်ဒါဖြစ်နိုင်လားလို့။နော်ဘုရားဆိုတာဒါမျိုးဖြစ်နိုင်လားလို့မာနာကြီးတဲ့လူတွေကပေါက်ပြပြောတဲ့နေရာမှာနေအောင်မရှိဘူးသူတို့က။နော်သူကလူကရှိတာကနော်9ပေလောက်။9ပေ6ပေလောက် စကားကမြင့်မို့တောင်းလို့ပြောတဲ့လူလူရဲ့သဘာဝသူတို့မာနကြီးကြတာเนาะ။ရားနဲ့ပတ်သက်ပြီးတော့ဆိုတဲ့အခါကျတော့နော်နရှိကလည်းကောငုံကြည့်တဲ့အခါကျတော့နကြဲကောင်လုံးမျိုးတေးသေးလေးလက်သေးနဲ့ဖိလိုက်တော့နော်ပြေးသွားနိုင်တဲ့အနေအထားရှိတယ်။နော်အဲ့ဒါကြီးရှိတဲ့အခါကျတော့ဘလတ်မာရာဂျ်ကတော့နော်ဘုရားကိုတောင်းပန်နေတယ်။နော်ဘုရားကိုတောင်းပန်နေတဲ့အချိန်မှာပဲနော်အဲ့ဒီနရှိကဒေဗ်ဒီလူတစ်ပါးနရတိဟာနော်အဲ့ဒီယူပါတော်နဲ့ပွင့်တော်မူလာတဲ့ဘုရားရှင်ဟာ နော်ဒီသူကတော့တိုက်ဖို့ကြိုးစားတာပေါ့ဒါနဲ့နော်ဒိုင်းနဲ့ကြိုင်ဒီဟိုကုန်ဒီကုန်လုံးနေပေါ့အောက်မှာနော်သူကဟိုကုန်ဒီကုန်လုံးနေသူကတေးသေးလေးပဲမြင်ရတာပေါ့နော်ဟိုကုန်ဒီကုန်ကလာခဲ့တတ်မယ်မှညာတော့ဘယ်ဟုတ်မလဲဟိုကလက်သေးလေးနဲ့ဒီလိုကြိုင်လိုက်တာပေါ့သူဆိုတော့ဘာကြောင့်ဘုရားရှင်ကအဲ့လိုမျိုးနရှင်ကသေးပနေနဲ့ပွင့်တော်မူလားလဲဆိုဆိုနော်သူကဟုတ်လားဒီဘလူးကြီးကကဘာတစ်ခုလုံးကိုဖျားတရားမရှိအောင်သူကလုပ်ထားတယ် ။မြားကိုကိုလို့မရအောင်လုပ်တာ။ဆိုတော့ तू အတုတ်တင်มาရတော့။ तू အတုတ်တင်ဖို့ဆိုတာ तू ကလူတတ်လို့လည်း तू ကမသိဘူး။နတ်တတ်လို့လည်းမသိဘူး။ပြိဿန်တတ်လို့လည်းမသိဘူး။လက်နဲ့နဲ့လည်းမသိဘူး။ तू ကဒီစုရလာတာပေါ့။ရလာတဲ့အခါကျတော့ तू တက်ပို့ပြီးအတိညာမြင်มาတဲ့ဘုရားရှင်ကလူလည်းမဟုတ်နတ်လည်းမဟုတ်ပြိဿန်လည်းမဟုတ်ဘူးဆိုတဲ့လူတစ်ပိုင်းရှင်သေးတစ်ပိုင်းအတင်နဲ့ဝင်လို့မလာတာဖြစ်တယ်။ဟုတ်အသားလေးလက်တဲ့နဲ့လက်ကလေးနဲ့မှပြီးတဲ့အခါကျတော့ဘာလုပ်လဲဆိုတော့ तू က အိမ်အထွဲမှလည်းမသိဘူးအိမ်အပြင်မှလည်းမသိဘူးဆိုတော့အိမ်ရဲ့တကားဝကိုခေါ်သွားလိုက်နန်းတော်ရဲ့တကားဝတကားဝတဲ့တယ်ပြီးတော့အဲ့လိုပွင့်တော်မူလာတဲ့အချိန်ကလည်းဘာလဲဆိုရင်နေ့လည်းမဟုတ်ဘူးညလည်းမဟုတ်ဘူးဆိုတော့နေဝင်ကြီးတရောအချိန်နေဝင်ကြီးတရောအချိန်ကနေ့လည်းမဟုတ်ဘူးညလည်းမဟုတ်ဘူးဆိုတော့အချိန်ပါတော့လက်နဲ့လည်းမဟုတ်ဘူးဆိုတော့လက်သေးနဲ့သူ့ကိုဘာလုပ်လိုက်ဖျက်လိုက်မောင်ရင်တော့တေးမှာမဟုတ်ဘလို့နီးနေမှာတော့တေးမှာ तू မသေးဘူးဆိုရင်ဘာဖြစ်မလဲလောကကြီးမှာ तू อ่ะ ဖခင်ကိုကိုးကွယ်ခွင့်ကိုပေးမှာမဟုတ်ဘူးသူ့ကိုမေတ္တာနဲ့ရှင်းလို့မရဘူးဘာလို့သူကဘာနဲ့မှဘာမှနားမထောင်တဲ့သူဆိုတော့သူ့ကိုဘာလဲသူနဲ့တန်တဲ့တော့တည်ခြင်းသူ့ကိုပေးလိုက်ရနော်ပေးတဲ့အခါကျတော့ဟိနန်ကကျူကမတည်သွားပြီပြေသွားတဲ့အခါကျတော့ဒီဖခင်ရှင်ကမရှင်းတဲ့ဒီကသူကဒေါသရဲ့နော်ဒေါသနဲ့ပွင့်တော်မူလာတဲ့အခါကျတော့သူ့ဒေါသမငြိမ်းဘူးဖြစ်မငြိမ်းဘူးဆိုတဲ့အခါကျတော့ရှိဝကြီးလည်းလာတယ်နော်ဒီဘရမကြီးလည်းရောက်လာတယ် ဒီဘတော်ရေအကုန်လုံးဘုရားပွင့်ပြီဆိုတဲ့အခါကျတော့နတ်ဒီဝါတွေအကုန်လုံးလည်းရောက်လာတယ်ရောက်လာပြီးတော့ဘုရားရှင်ဒီဒေါသကိုငြိမ်းဖို့သူတို့ကြိုးစားကြတာ။နော်ဘုရားရှင်ဒေါသကိုငြိမ်းဖို့ကြိုးစားကြတယ်။နော်အဲ့ဒီဒေါသကြီးကမဖြစ်တဲ့အခါကျတော့လက္ခဏာမသားရောက်လာတယ်။နော်ဒုရဂမသားရောက်အကုန်လုံးကတန်တိဝါတွေအကုန်လုံးရောက်လာပြီးတော့ဘုရားရှင်ကိုတချို့ကပူဇော်ကြတယ်တချို့ကနော်ဒီဒေါသကိုငြိမ်းအောင်ဆိုမှာအဲ့ဒီအခါကျတော့နောက်ဆုံးနတ်ဒီအားလုံးကနေပြီးတော့မှလက္ခဏာမသားအပါဝင်ပေါ့အားလုံးကနေပြီးတော့ဒီငါးနေ့ရွယ်ရှိတဲ့ဘလတ်မာရာဘုရားရှင်အရှိကိုပို့ရတယ်။ ကိုတဲ့ခါကျတော့ငါးနေ့ပြပလာမားကပန်းကုန်းလေးကင်ပြီးဘုရားရှင်ကိုသွားတဲ့ခါကျတော့မဘုရားရှင်ဒေါသဟာငြိမ့်တော်မူတယ်။ဟောငြိမ့်တော်မူတဲ့ခါမှာနော်အဲ့ဒီခါမှာပွင့်တော်မူလာပြီးနရှင်ကဒေဗ်ကနော်ပလာမားကိုလိုယာစုကိုတောင်းပါလို့ပြောတယ်။သင်လိုယာစုကိုတောင်းပါ။သင်လိုယာစုကိုတောင်းပါဆိုတဲ့ခါကျတော့ဘာကိုမဆိုငါပေးနိုင်တယ်လိုယာစုကိုတောင်းပါဆိုတော့နော်ပလာမားရဲ့ဒီဘုရားရှင်ရဲ့တာဝကတွေရဲ့ဖြူစင်မှုကဘယ်လိုရှိလဲဆိုရင် ဘုရားရှင်အတာဘကဆိုတာကအာဃာတမထားဘူးကနှလုံးသားထဲမှာမဘသူကမှအာဃာတမထားဘူး तू ကဘလောက်ပဲသူ့ကိုမကောင်းတာလုပ်သွားလုပ်သွား तू ကပြန်လုပ်မယ်ကလဲစားချင်မယ်ဆိုတာလည်းမရှိဘူးအာဃာတလည်းမရှိဘူးအများကမြတ်တာပို့တယ်သူထုတ်တယ်ဒါဘုရားရှင်အတာဘကကြီးအရေးချင်းနော်အဲ့လိုမျိုးဖြစ်တဲ့အခါကျတော့နော်ပလတ်မာရတ်ကနော်လက်ဝလေးချီပြီးဘုရားရှင်ကိုနော်ဘာတောင်းမှန်းလဲဆိုရင်တပည့်တော်ရဲ့အဖေပေါ့ဒီလိုမျိုးအသေးဆိုးနဲ့တရားတယ်ပေါ့နော် तू ကဘုရားကိုမယုံတဲ့သူဖြစ်တယ်ဆိုတော့ တပည့်တော်အတွက်ဘာမှမလိုချင်ဘူး။နော်တပည့်တော်တန်ကြာလူမြောက်ခြင်းကိုလည်းမလိုချင်ဘူး။တပည့်တော်ဟာစီးစိမ်ချမ်းသာကိုလည်းမလိုချင်ဘူး။နော်တပည့်တော်ဟာနော်အချွေအပေါင်းတဲ့အများကြီးနဲ့နော်တပည့်သားဘုကအများကြီးနဲ့နေဖို့လည်းမလိုချင်ဘူး။နာဇနမ်နာဇနမ်နာစੁੰဒရေကဝိတမ်ဝါဇဂတိစကာမေနော်တပည့်တော်ဟာချောမောလာပါတဲ့အမျိုးသမီးတွေဘောင်းမမိတ်တပ်တွေအများကြီးနဲ့ဘဝမပျော်ရွှင်စရာဆိုတာလည်းမလိုချင်ဘူး။တပည့်တော်လိုချင်တာကဘာလဲလို့ဆိုရင်ဒီလူမိုက်ပေါ့ဖះကိုမယုံဘူးဖះကိုစော်ကားတယ်ဆိုတဲ့ဒီနော် လူမိုက်ဖြစ်ခဲ့တဲ့တပည့်တော်ရဲ့ဖခင်ကိုတန်တရားလွတ်အောင်ပဲအရှင်ဘုရားဆောင်းမတော်မူပါဆိုတော့ဘုရားရှင်သာဝကတွေတကယ်တမ်းပြောရင်နော်သူတို့အတွက်သူတို့စုမတောင်းတဲ့သူတွေဟုတ်တယ်နော်သူတို့ကလောကောက်ဒီနေ့ပလမရဒီမှာပြောသူနော်လောကမှာသူတော်စင်ပေါင်းမြောင်များစွာရှိတယ်ဒီသူတော်စင်တွေကသူတို့ကိုဂျိုသူတို့ရဲ့တန်တရားလွတ်မြောက်ရေးကိုသူတို့ကြိုးစားကြတယ်ဒါမှဘုရားရှင်သာဝကတွေကတော့နေရာတိုင်းကိုသွားပြီးလူတွေကိုဘုရားအနုဒတိရှိအောင်သင်ပေးတဲ့သူတွေဖြစ်တယ်နော်ဆိုတော့ဒါပလမရကြီးကစလာတာ ဆိုတော့ဒါကြောင့်ဘလတ်မာရတ်ကိုရရှင်တာဝကပြီထဲမှာအထွတ်အမြတ်တာဝကလို့အများအားသတ်မှတ်သူကသူတို့မှာအာဂရတရားမရှိဘူးသူတို့မှာကလဲစားချရမယ်ဆိုတာမရှိဘူးသူမှာအများအားအလုံးကိုမြစ်တာထားလဲစိတ်ရှိတယ်ဆိုတော့သူ့အပြေကိုကဲတင်ပေးပါလို့ရှောက်တဲ့အခါမှာနော်မရှင်ကဘုရားရှင်ကနော်တင်းလို့တဲ့ဘုရားရှင်ရဲ့ဖြူစင်တဲ့တာဝကဖြစ်လာခဲ့ရင်တဲ့နော်တင်းရဲ့နော်အပေါ်၁၄၀ နော်ဖြစ်လာမဲ့မိသားစုဆွေစဉ်မျိုးဆက်ဆက်၄ဆက်အောက်မှာဖြီးပြီးတဲ့ဆက်၄ဆက်အကုန်လုံးကိုငါဟာတဲ့ရက်တင်ပေးမယ်ဒါကြောင့်မိသားစုစုမှာဘုရားရှင်တာဝကတယောက်ဖြစ်လာပြီလို့ဆိုရင်အဲ့ဒီမိသားစုကအလိုလိုကယ်တင်ခြင်းကိုရတယ်သူနော်ဒါကယ်တင်မိသားဟုတ်တယ်မင်းရဲ့ဖားခဲ့ပြီးတော့ဘာမှပူဇော်မရှိဘူး तू ဟာနော်ဘုရားရှင်ရဲ့ရှေ့မောက်မှာတည်ရတဲ့ကြောင့်နော်တချို့ကထင်တာဘုရားဘာလို့တတ်လဲထင်တယ်မလားတချို့ကဘာလို့ထင်တယ်နော်ဘုရားဘာလို့တတ်လဲဘုရားရှင်ဘာလို့တတ်လဲဆို ဘုရားရှင်ရဲ့အရှိမသေးရဲဆိုတဲ့သူတယောက်ပါနော်အလိုအလျောက်တန်တရားလူမျိုးချင်းရပြီလားနားမလဲလူလားတော့မသိပါနော်သူတကယ်လို့ခွင်းလွတ်လိုက်မယ်လို့ဆိုရင်ယေရင်ကြီးကစီဘူးတကယ်လို့ဘုရားရှင်ကခွင်းလွတ်လိုက်မယ်ဆိုပါဆိုကဲဒီနေ့အစာမီမျိုးငါခွင်းလွတ်လိုက်ပြီမင်းကောင်းတော့လို့ပြောရင် तू ကအတိတ် तू လုတ်ခဲ့တဲ့အာကုသူတွေကပျောက်သွားမှာမဟုတ် तू ဇော်လို့စရမသိဘူးဒါပေမဲ့ तू ရဲ့အတိတ်ကရှိတဲ့အာကုသူတွေကပျောက်မှာမဟုတ်နော်အဲ့တော့ तू ကတန်တရားမှာပြန်လဲရပါ ဆိုတော့ဘုရားရှင်ကသူ့အကုသိုလ်တွေကိုဖျောက်ဖို့သူ့ကိုမလုပ်ရဘူး။သူရဲ့အသက်ကိုနှုတ်လိုက်တယ်။ဟောဘုရားအသက်ဆိုတာဘယ်သူပေးထားလဲ။ဘုရားရှင်ပေးထားတယ်။သူပြန်နှုတ်ခွင့်ရှိတယ်။ဘုရားရှင်အသက်မှာအရှိမှာအသက်ကိုနှုတ်လိုက်တဲ့အတွက်ကြောင့်သူဟာအရင်ဘဝကဩဒီဘဝမှာလှုပ်ထားတဲ့အကုသိုလ်တွေအကုန်လုံးမဖြစ်သွားဘူး။ပြတ်သွားတယ်။နော်အကုသိုလ်တွေအကုန်လုံးပြတ်သွားပြီးမှနော်သူကဘာဖြစ်သွားလဲ။တန်တရားလွတ်မြောက်ခြင်းကိုရသွားတယ်။နော်ဒါကြောင့်နားလည်ဖို့လိုတာကလည်းလို့ဆိုရင် ရားရှင်ရဲ့အရှိမောက်မှာအသက်ထွက်သွားတယ်ဆိုတာဟုတ်လားသူကဘုရားမယုံခဲ့ဘူးတကယ်ပြောရင်ဒါပေမဲ့နောက်ဆုံးသူကမယုံလို့မရဘူးတေခြင်းတရားအနေနဲ့ရောက်လာတဲ့အခါမှာသူကယုံကိုယုံလိုက်ရတယ်ဟာတော့ငါတော့တေပြီဒါတော့ဘုရားတေကြဖို့လောကမှာဘုရားရှိတယ်ဆိုတာဘာဖြစ်လဲလက်ခံလိုက်ရနောက်ဆုံးတော့တေခံကြီးမှာနော်အဲ့ဒီလက်ခံခြင်းကသူ့ဘာဖြစ်သွားလဲတန်တရားလွတ်မြောက်ခြင်းကိုပြီးလိုက်တာဘုရားရှိမှလက်ခံလဲဟာ ငေါ့ငါမသေးဘူးလို့ထင်ထားတာငါနော်နေမှလည်းမသေးဘူးညမှလည်းမသေးဘူးမိုးကောင်းငယ်မှလည်းမသေးဘူးမြေကြီးမှလည်းမသေးဘူး။တော့ကြောင့်ဘုရားရှင်ကသူ့ကိုမိုးကောင်းငယ်လည်းမဟုတ်ဘူးမြေကြီးလည်းမဟုတ်ဘူးပေါင်ပေါ်တင်လိုက်တာပေါ့။ပေါင်ပေါ်တင်လိုက်တဲ့အခါကျတော့ဗာလေဒါမိုးကောင်းငယ်လည်းမဟုတ်ဘူးမြေကြီးလည်းမဟုတ်ဘူးအိမ်ရှိလည်းမဟုတ်ဘူးအိမ်နောက်လည်းမဟုတ်နော်နော်အိမ်အိမ်ရဲ့တကဝနော်နန်းတော်ရဲ့တကဝနော်ဆိုတော့လူတွေဟာသူတို့ကိုသူတို့တအားကြီးထက်တယ်တော်တယ်ငါသိတယ်ငါတတ်တယ်ထင်တာတကယ်ပြောရင်ဘုရားရှင်ရဲ့ညံတော်ကိုလောကမှာမှီတဲ့သူဘယ်သူမှမရှိဘူး။ဒါကြောင့် ။နော်ဒီနေ့ဟာအဲ့ဒီဘုရားရှင်သရှင်ကတဲ့ပြပွင့်တော်မူတဲ့နေ့။ဆိုတော့ဘုရားရှင်သရှင်ကတဲ့ပွင့်တော်မူတဲ့နေ့မှာနော်ဘုရားရှင်ကဘုရားရှင်တာဝကတွေကိုအများအားစောင့်ရှောက်တယ်ဆိုတော့ကျွန်တော်တို့သိရတယ်။နော်လည်းတော့ကျွန်တော်ခရီးသွားရပဲဖြစ်ဖြစ်နော်တခုခုနော်လောက်ရပဲဖြစ်ဖြစ်ကျွန်တော်တို့အများအားဘုရားရှင်သရှင်ကတဲ့ကိုအောင်းနေတယ်။နော်ဘုရားရှင်သရှင်ကတဲ့ကဘုရားရဲ့တာဝကတွေအားလုံးကိုစောင့်ရှောက်တယ်ဘုရားဖြစ်တယ်။စောင့်ရှောက်တော်မူတယ်။နော်စောင့်ရှောက်တော်မူတဲ့အတွက်ကြောင့်နော်မနေ့တိုင်းမှာဒီနရှင်ကရဲ့ပရာသနာပေါ့ နော်နမစတေနာရှင်ဟာယပလာဒလာဒတိုင်းနေဆိုရဆောင်ရွတ်ကြနော်ခကြီးသွားရင်လည်းရွတ်တယ်နော်တဘောတော့မလို့ဆိုဘုရားရှင်တာဝကတွေဟာအမြဲတမ်းဘုရားရှင်ကိုအောင်းမိတယ်ဘုရားရှင်ကစောင့်ရှောက်မှုလို့သူတို့ခံယူတယ်ဟာကျွတ်တော့ဒါကြောင့်နော်ရှီလာပရောဖတ်ကြီးကလည်း is gone မှာနော်ဒီဘုရားရှင်ရဲ့ရှင်ကတိကိုပူဇော်ဖို့ဘုရားရှင်ရဲ့ရှင်ကတိပရသနာကိုလုပ်ဖို့အမြဲတမ်းဘုရားရှင်ရဲ့စောင့်ရှောက်မှုအမြဲတမ်းခံယူဖို့အတွက်ကိုကျွန်တော်တို့အားလုံးကိုသင်ပေးတယ်ဟာဆိုတော့ဒီနေ့ဟာအဲ့ဒီဘုရားရှင်ရဲ့ရှင်ကတိပြီးအပွင့်တော်မူတယ် နော်ဆိုတော့ဘုရားရှင်ရဲ့တာဝကတွေအားလုံးဟာနော်ဒီလိုနေ့မျိုးမှာနော်ဥပုသ်ဆောက်ကြဘယ်လိုဥပုသ်ဆောက်ကြလို့ဆိုရင်မနေ့အစောကြီးဒီအချင်းကအေးရထားတဲ့အချင်းကစပြီးတော့နော်နေဝင်ကြီးတရောအချင်းပေါ့နေလည်းမဟုတ်ညလည်းမဟုတ်ဘူးဆိုတဲ့အချင်းအထီးပေါ့နော်ဘာလို့လဲလို့ဆိုရင်ဥပုသ်ဆောက်ကြတယ်ရေမတော့ဘူးရေမတော့ဘဲနဲ့ဥပုသ်ဆောက်ကြတယ်နော်အဲ့ဒီဥပုသ်ဆောက်တဲ့ကာလအတွင်းမှာလည်းနော်ပရိစိတ်တယ်ဘုရားရဲ့ဘုရားစာဖတ်တယ်နော်ကိုလို့တော့ကိုလို့တာပေါ့နော်အဲ့လိုမျိုး ဘုရားကိုအောင်းမေးဖို့ဘုရားရှင်ရဲ့ကျေးဇူးတော်ဘုရားရှင်ရဲ့မေတ္တာတော်ဘုရားရှင်ရဲ့အကာအကွယ်ဆောင်ရှောက်မှုကိုအောင်းမေးဖို့အတွက်နော်ဘုရားရှင်ရဲ့ဒီမေတ္တာကိုရဖို့အတွက်ကိုဥပုသ်ဆောက်ကြတယ်ဒီလိုနေမျိုးမှာဥပုသ်ဆောက်တယ်ဆိုရင်လည်းလောကီလောကုတ္တရာအကျိုးနှစ်ခုလုံးကိုရစေစိတ်ကိုတည်ငြိမ်စေတယ်ဘုရားရှင်ရဲ့မေတ္တာကိုရနိုင်နော်အဲ့တော့ရေမတောက်ပဲဥပုသ်မဆောက်နိုင်တဲ့သူကရေတောက်ပြီးဥပုသ်ဆောက်ပါနော်ရေတောက်လို့ပါနော်ရေကြီးပဲတောက်ရလဲငါမနိုင်ဘူးလို့ထင်တဲ့လူကနော် အတင်းနဲ့စာပြီးပို့ဆောင်ပေါ့။ဟာညနေ6နာရီ6နာရီခွဲတော့နေဝင်သွားပြီဆိုတဲ့အချိန်မှာဥပုပ်ထွက်ဥပုပ်ထွက်ပြီးအဲ့ခါမှာရအောင်တင်လာတဲ့ဆွမ်းတော့ကြောဘောစင်မြောက်ကိုစားရမယ်။တော့ဆိုတဲ့အခါကျတော့နော်ဒီဒီလိုနေမျိုးဟာဥပုပ်ဆောင်မယ်နေဖြစ်တယ်။ဆိုတော့ဥပုပ်ဆောင်ခြင်းအားဖြင့်နော်အခုကအခုခင်မှာအခုဗာပြောနေနောက်ဆုံးအခု latest နော်ကျမရင်းနဲ့ပတ်သက်ပြီးတော့နော်အခုဗာပြောနေကြလဲဆိုရင်ဥပုပ်ဆောင်တာဟာကျမရင်းအတွက်အကောင်းဆုံးဟုတ်တယ် ော်တော့အခုနောက်ဆုံးတော့ကျမကြီးကိုဝိတ်ချခြင်းတဲ့လူတွေမဟုတ်ဘူးကျမကြီးကောင်းခြင်းတဲ့လူတွေကိုဘာပြောလဲလို့ဆိုရင်မနေ့စောကြီးထိုင်ရင်ဒီတော့ပြီးရင်ဆက်နိုင်ဒီမှာမစားနဲ့ဆက်နိုင်ရင်6နိုင်အတွင်းကိုစားတော့စားတဲ့ခါမှလည်းအများကြီးမစားနဲ့နည်း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 စားပြီးရင်6နိုင်ဟိုဘက်ရောက်ရင်မစားနဲ့တော့နော်ရေးတော့ဆိုတော့အဲ့လိုမျိုးကျမကြီးကောင်းခြင်းတဲ့လူအခုဒါဆရာဝန်တွေသိပ္ပံပညာရှင်တွေကစမ်းသပ်ပြီးတွေ့ထားတာဥပုသ်ဆောက်လေးလေးကောင်းလေးလေးတဲ့ကျမကြီးက ်ဘာလို့လဲဆိုဥပုပ်စောက်လေလေအခုကျွန်တော်မစားတော့ဘူးဆိုရင်ဘာလို့ရလဲဆိုခန္ဓာကိုယ်ကသူ့အင်အားသူ့အစီကိုသူကဘာလို့ရလဲလောင်ရတယ်သူကထဲရမှာနော်ခန္ဓာကိုယ်မှာရှိတဲ့အစီတွေကလောင်ကျွားပြီးတော့သူကအင်အားဖြစ်လာအဲ့ကအလိုလိုအစီကျလာဒါကဥပုပ်စောက်တာကျမ်းမာရေးရလဲညွတ်တဲ့ကိစ္စဖြစ်တယ်နော်အိုစိတ်ကူးထဲမှာငါစားမစားရအောင်မစားရအောင်ဆိုတဲ့လူကတော့သူကတော့ဥပုသ်ဆောက်လို့မလွယ်ဘူးပေါ့။ဒါပေမဲ့ ကိုယ့်ကိုပြောလိုက်ရင်ခန္ဓာကိုယ်ကလည်းဘိုက်မစားတော့ဘူးကွာခန္ဓာကိုယ်ဟာသူ့တဘာဘာသူရှိပြီသားငါဒီနေ့ဥပုံမစားဥပုံဆောင်မယ်ဟေးလို့ပြောလိုက်ရင် तू အေးစင်းနေတယ်ဟောဘယ်အချိန်ကြီးကိုဆိုအဲ့ဒီအချိန်ကဘိုက်ဆိုင်လာမှာကွာဆိုတော့ဒီလိုနေမျိုးဥပုံဆောင်တဲ့နေ့ဖြစ်တယ်နော်ဘုရားရှင်နဲ့ဘုရားရှင်ရဲ့တာဝကကြားမှာချစ်ချင်းမြတ်တာကိုဖော်ကျူးတဲ့နေ့ဖြစ်တယ်နော်ဘယ်လောက်ဆိုးတဲ့ဘုရားရှင်ကိုဆဲဆိုပြီးတော့မှဘုရားရှင်ကိုနော်ဒီအင်မတန်မှ တော့ရရန်ဆိုင်ဆိုင်ပြုမှုခဲ့တဲ့သူကိုတော့မှဘုရားရှင်အခွင့်လွှတ်နိုင်တယ်သူ့ကိုတန်တရားလွတ်မြောက်ခြင်းကိုပေးတယ်ဆိုတဲ့နေ့ဖြစ်တယ်။နော်ဒါဘုရားရှင်ဘုန်းတော်ကုန်းတော်နော်ကိုအောက်မြရတဲ့နေ့ဖြစ်တယ်။နော်ဒါကြောင့်ဒီလိုမင်္ဂလာရှိတဲ့နေ့မှာနော်အားလုံးကဥပုသ်ဆောက်ပါနောက်ဆုံးဥပုသ်မဆောက်ရင်လည်းနည်းနည်းလေးစားပေါ့နော်တက်တက်လို့စားနည်းနည်းလေးစားအသီးနှံစားနော်အဲ့လိုနေပြီးတော့ကောင်းလာတော့ဥပုသ်ဆောက်တာကောင်းလာတော့ဒီလိုနေ့မှာဥပုသ်ဆောက်ခြင်းကစိတ်ကိုလည်းခိုင်ပါစေ။ငါမစားပဲနေမယ်။နော်ဟိုစီဂျိုဘာညာရှိတဲ့လူကသတိထားပါ เนาะဥပုသ်ဆောက်တဲ့အခါမှာ तू อ่ะသတိထားမလို့ယောဂဖြစ်တယ် तू อ่ะယောဂမရှိတဲ့ तू อ่ะတော့เนาะဥပုသ်ဆောက်လို့ရတယ်เนาะအဲ့လိုဥပုသ်ဆောက်ခြင်းအဖြစ်ဘုရားရှင်ရဲ့မေတ္တာတော်ကိုကျွန်တော်တို့ရနိုင်တယ်ဒီလိုနေ့မျိုးဟာတစ်နေ့မှာတစ်ချိန်ပဲလာတယ်เนาะဆိုတော့ပြီးတော့မှညနေ6:00နာရီမှာเนาะဘုရားကိုပူဇော်ပြီးတော့မှเนาะဘုရားရှင်ရှင်ကတိ့ကိုပူဇော်ယူမှဥပုသ်ထွက်ရပါတော့เนาะညနေနေဝင်ပြီးတဲ့အချိန်မှာ6:00နာရီကျော်6:00နာရီကို9:00နာရီတော့ပေါ့ဆိုတော့အားလုံးကျေးဇူးတင်ပါတယ်ဟရိကရှနာ Thank you.